စစ်တကဘုံကျဲလို့မိုးကုတ်မြို့မှာကြက်ချံတွေပျက်စီးရှမ်းပြည်နယ်အောက်တိုဘာ15တောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော်ထင်ချုပ်ထားတဲ့မိုးကုတ်မြို့ကိုစစ်တကဒီနေ့မနက်ပိုင်းမှာဘုံကျဲသွားတယ်လို့ဒေသတွင်းသတင်းအရင်းမြစ်တွေစီကနေသိရပါတယ်ဒီနေ့မနက်9နာရီခွဲခန့်မှာစစ်တကမိုးကုတ်မြို့အရှေ့ပိုင်းကိုဘုံကျဲခဲ့တာဖြစ်ပြီးကြက်ချံတွေပျက်စီးသွားတာလို့ TNL နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ခုကဖော်ပြထားပါတယ်။ဒေသတွင်းအရင်းမြစ်တစ်ခုကစစ်တကမိုးကုတ်မြို့အရှိပိုင်းကိုဘုံကျဲတိုက်ခတ်ခဲ့တာကိုအတည်ပြုပေးထားပါတယ်။စစ်တကမိုးကုတ်မြို့ကိုပြန်လည်ရရှိဖို့အတွက်လေကြောင်းအပါအဝင်ရေပြင်ကနေအပြင်းထန်တိုက်ခိုက်နေတာဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရရဲ့ယခုလထုတ်ပြန်ချက်မှာစက်တင်ဘာလအတွင်းစစ်တကနိုင်ငံအနှံ့ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးအတွက် 189ကျင်းကိုပြုလုပ်ထားပြီးတည်ဆုံးသူဥယေဟာ158ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အစုလိုက်အပြုံလိုက်တပြည့်မှုဆက်နှမှုရှိပြီးတည်ဆုံးသူက109ဦးရှိတယ်လို့ထုတ်ပြန်ထားပါတယ်။